အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့နှလုံးအထုခုပြောပြတဲ့နေ့စဉ် baby aspirin တောက်တင့်မတင့်ဆိုတဲ့အကြောင်းအရာကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့နှလုံးအထုခုဆရာဝန်တဦးရဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာနေ့စဉ် baby aspirin တောက်တင့်မတင့်ကို ရှင်းပြထားတာကိုတဆင့်ပြန်ပြောပြပေးပါမယ် aspirin ရဲ့လှုပ်ဆောင်မှု aspirin ကနှလုံးအပေါ်တိုက်ရိုက်တက်ရောက်မှုရှိပါဘူး ူကသူ့ရဲ့အပေါ်မှာအလုပ်လုပ်တာဖြစ်ပါတယ်။သွေးထဲမှာပလေးလက်လို့ခေါ်တဲ့အစိတ်ပိုင်းတွေပါဝင်ပါတယ်။ပလေးလက်တွေကသွေးကိုဆေးကပ်စီပြီးသွေးခဲအောင်လှုပ်ဆောင်ပါတယ်။ Aspirin ရဲ့အဓိကအလုပ်ကတော့ပလေးလက်တွေကိုဆေးကပ်မှုညှော်နေအောင်လုပ်ပေးတာပါ။ဒါမှသွေးကြောပိတ်ဆို့မှုဖြစ်နိုင်တဲ့နေရာတွေကိုဖြတ်တန်းနိုင်မှာဖြစ်ပါတယ်။ Baby Aspirin ပမာဏ Baby Aspirin ဆိုတာပမာဏနည်းတဲ့ Aspirin ကိုပြောတာပါ။အမေရိကန်နဲ့ကနေဒါမှာဆိုတစ်နေ့ကို 81mg mg သုံးပါတယ် UK မှာတော့85 mg ဖြစ်ပါတယ်။ဂျာမနီမှာ80 mg သုံးပါတယ်။ဒါပေမဲ့ဒါကိုခလေးတွေတောက်ဖို့တော့မဟုတ်ပါဘူး။ Aspirin တောက်တဲ့သူများအန်ဒီရများသူများသင်ဟာအန်ဒီရများတဲ့လူနာအမျိုးအစားတွေပါဝင်နေဆိုရင် Aspirin တောက်သုံးဖို့လိုအပ်ပါတယ်။ဥပမာနှလုံးရောဂါ heart attack ဖြစ်ဘူးရင်လေဖြတ်ဘူးရင် bypass ခွဲစိတ်မှုလုပ်ဘူးရင်ဒါမှမဟုတ် angioplasty လုပ်ဘူးရင် ဒီလိုလူနာတွေကနေ့တိုင်း aspirin တောက်ဖို့လိုအပ်ပါတယ်အချို့လူနာတွေမှာ aspirin တဲ့ပိုပြင်းတဲ့ဆေးတွေတောင်၃ရနိုင်ပါတယ် aspirin တောက်ရင်မလိုအပ်သူများအန်ဒီရဲ့နေပါသူများ စိုးရွားတဲ့အချိန်ဒီတစ်ခါမှမကြုံမှုသေးတဲ့သူတွေအတွက်တော့ aspirin ကနှလုံးရောဂါကိုကာကွယ်ပေးနိုင်မလားလိလာမှုတွေအရအကျိုးကျေးဇူးအနည်းငယ်ရှိပါတယ် aspirin နည်းနည်းတောက်ရင်နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြင်းကိုရှော့ချပေးနိုင်ပါတယ်ဒါပေမဲ့ ဒီအကျိုးကျေးဇူးပမာဏကရန်ကိုနည်းပါးပါတယ်။ဒါဟာသွေးယိုစီးမှုအန်နဲ့တိုးလာတာနဲ့ပြန်ပြီးညှတာသွားပါတယ်။အထူးသဖြင့်ပိုက်ထဲကနေသွေးယိုနိုင်ရေပိုများလာပါတယ်။ဒါကြောင့်အကျိုးနဲ့အန်တွေချိန်ထိုးတဲ့အခါ risk benefit ratio ဖြန့်မြန့်ကျန်းမာတဲ့အရွယ်ရောက်သူတွေအတွက်ကာဝယ်ရန်ရည်ရွယ်ချက်နဲ့ aspirin နေ့တိုင်းတောက်သုံးဖို့မသင့်တော်ပါဘူး။ကြံပြုချက် aspirin တောက်ဖို့လိုမလို့ဆိုတာအချိန်ဒီပေါ်မှာမူတည်ပါတယ်။ တင့်ရဲ့ကျမ်းမာရေးစောက်လျှောက်သူတွေနဲ့တိုင်ပင်ပါတင့်ရဲ့မိသားစုဆရာဝန်ဓမ္မမုတ်ဆေးဝါးကျွမ်းကျင်သူတွေနဲ့ဆွေးနွေးပါဒီဗီဒီယိုကြည့်ပြီးတင့်ရဲ့ဆေးဝါးတွေကိုမပြောင်းလဲသင့်ပါဘူးတင့်ဟာတင့်ကျမ်းမာရေးကိုကိုယ်တိုင်တာဝန်ယူသင့်ပါဥပမာအနေနဲ့ပြောရရင်အက်စပရင်တောက်သုံးချင်းဟာဈေးကြီးတဲ့အာမခံတစ်ခုဝယ်ယူတာနဲ့ဆင်တူပါတယ်တင့်မှာအန္တရာယ်များတဲ့အခြေအနေမရှိရင်အမခံရဲ့အကျိုးကျေးဇူးကတိတ်မကြီးပါဘူးဒါပေမဲ့အခွန်အခသွေးယူစီးမှုအန္တရာယ်ပေးရတာက အကျိုးကျေးဇူးကိုကျော်လွန်သွားနိုင်ပါတယ်မိကွန်များမိကွန်နံပါတ်1 baby aspirin ဆိုတာဘာလဲ baby aspirin ဆိုတာပမာဏနည်းတဲ့ aspirin ကို ပြောတာပါဒါပေမဲ့ကလေးတွေတောက်ဖို့တော့မဟုတ်ပါဘူးသူ့ရဲ့ပမာဏကတနိုင်ငံနဲ့တနိုင်ငံကွာပါတယ်ဥပမာအမေရိကန်နိုင်ငံနဲ့ကနေဒါမှာဆို87 mg ပါ UK မှာ85 mg သုံးပါတယ်။မိကွန်နံပါတ် aspirin ကဘလို့အလုပ်လုပ်တယ်လဲ aspirin ကနှလုံးအပေါ်ဓာတ်ရိုက်တက်ရောက်မှုမရှိပါဘူးသူဟာသွေးအပေါ်မှာအလုပ်လုပ်ပါတယ်သွေးထဲမှာ platelet သွေးဥမွှားလေးတွေလို့ခေါ်တဲ့အစိတ်အပိုင်းတွေပါပါတယ် platelet တွေကသွေးကိုဆေးကပ်စီပြီးသွေးခက်အောင်လုပ်ပါတယ် aspirin ရဲ့အလုပ်ကတော့ platelet တွေရဲ့ဆေးကပ်မှုညော်နေအောင်လုပ်ပေးတာပါဒါမှပိတ်ဆို့နေတဲ့နေရာတွေကိုဖြတ်သန်းနိုင်မှာဖြစ်ပါတယ်မိကုံးနံပါတ်3နေ့တိုင်းတောက်တင်သလား ဒါကလူနာရဲ့အခြေအနေပေါ်မှာမူတည်ပါတယ်။နံပါတ်၁အန်ဒီယများသူများတောက်တင့်သူများသင်ဟာအန်ဒီယများတဲ့အခြေအနေကြုံဘူးရင်နေ့တိုင်းတောက်ဖို့လိုပါတယ်။ဥပမာနှလုံးရောဂါ heart attack ဖြစ်ဘူးရင်လေဖြတ်ဘူးရင် stroke bypass ခွဲစိတ်မှုလုပ်ဘူးရင် angioplasty လုပ်ဘူးရင်ဒီလူနာတွေဟာတရံတစ်ခါ aspirin ထက်ပိုပြင်းတဲ့ဆီးရီတော်သုံးရနိုင်ပါတယ်။နံပါတ်၂တာမန်ကျမ်းမာသူများကာကွယ်လိုသူများ စိုးရတဲ့အဖြစ်ပြတခါမှမကြုံမှုသေးတဲ့သူတွေအတွက်ကတော့တောက်ဖို့မလိုအပ်ပါဘူးယခင်ကတော့နေ့တိုင်းတောက်ဖို့အကြံပြုခဲ့ကြပေမဲ့အခုတော့အဖြေရှိနေပါပြီကျမတဲ့လူကြီးတွေအတွက်နေ့တိုင်းအစပရင်တောက်တာကမသင့်တော်တော့ပါဘူးမိကောနံပါတ်၄ baby aspirin ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးနှိုင်းရှင်ချက်ပြောပေးပါကာကွယ်ခြင်းအတွက် baby aspirin တောက်သုံးခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုနှိုင်းရှင်ကြည့်ပါမယ်ကောင်းကျိုး benefit ကတော့ နှလုံးယောဂာနဲ့လေးဖြတ်နိုင်ကြည့်ဘူးလျှော့ချပေးပါလေဆိုးကျို risk ကတော့သွေးယိုစီးမှုအန္တရာယ်တိုးလာပါသွေးယိုစီးမှုကအထူးသဖြင့်ဗိုက်သေးကနေဖြစ်နိုင်ပါတယ်ညီကုန်းချုပ် aspirin ကနှလုံးယောဂာဖြစ်နိုင်ကြည့်ဘူးလျှော့ချပေးပေမဲ့အကျိုးကျေးဇူးပမာဏကအရန်နေပါလေဒီအကျိုးကသွေးယိုစီးမှုအန္တရာယ်နဲ့ပြန်မျှတသွားပါလေဒါကြောင့်ပုံမှန်ကျန်းမာတဲ့လူအတွက်ကာကွယ်ဖို့တောက်တာဟာမျှတသွားပြီးအကျိုးမရှိပါဘူးဒါကြောင့် မတောက်တုံးသင့်ပါဘူးအဆအဆုံးကြည့်ရှုအားပေးကြည့်စုပြန်ပါလေနောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်တဲ့ subscribe ကိုတိတ်တိတ်နှိပ်နှိပ်ထားပါလို့မျက်နှာပြန်ပါလေ like နဲ့ share လုပ်နဲ့နှိပ်နှိပ်ပေးစီခြင်းပါလေလူသားအားလုံးလွတ်လပ်လျော်ရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day